ဆယ်နှစ်ကြာလက်ကျွဲခဲ့ပြီးရနောက် YG ကိုနှုတ်ဆက်ခဲ့တဲ့ချာဆွန်ဝမ်တောင်ကိုရီးယားရဲ့တရုတ်ဆောင်တဦးဖြစ်ပြီးတော့1990ခုနှစ်ကလူချိတ်များတဲ့ fashion model အဖြစ်အသံမဝင်ကြောင်းပြုခဲ့ပြီးတော့ A Korean Odyssey လို့လူချိတ်များတဲ့ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ချာဆွန်ဝမ်က YG နဲ့လမ်းခွဲလိုက်ပြီးဖြစ်ပါတယ် ွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းထိတ်တဲမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ YG Entertainment နဲ့လက်ခွဲလိုက်တဲ့အချိန်မှာတော့ရှင်နေရအမှုရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲဒါကတော့နှစ်ရှည်ကြာလက်တွဲခဲ့တဲ့ YG ယုံချုံရှိကို Coffee Thread ကိုရင်ပေးပို့ခဲ့တာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ YG မှာဆယ်နှစ်တာကပျော်စရာကောင်းပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတော့ကျန်လာပြီးတော့ Drake တို့တဲ့ message က online လုံးမှုအတိုင်းဝိုင်းမှာလင်းမြန်စွာပြန့်နှံ့သွားပြီးတော့ပရိသတ်တွေစီကချီးကျူးမှုကိုရယူနိုင်ခဲ့ပါတယ်။ မင်းသား YG နဲ့တရုတ်ဆောင်စီမံခန့်ခွဲမှုလုပ်ငန်းကိုရပ်ဆိုင်းပြီးတဲ့နောက် Kid is နဲ့တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီးပဲဖြစ်ပါတယ်။မင်းသားလာမဲ့ Netflix ဇာတ်လမ်းတွေ Massive for Nan နဲ့ There is no choice တကားမှာပဝင်တရုတ်ဆောင်ဖို့စီစဉ်ထားပြီးတော့ Show Business လို့နာမည်ပေးထားတဲ့ Netflix ဇာတ်လမ်းတွေရိုက်ကူးဖို့အတွက်ကိုပြင်ဆင်နေရလို့လည်းသိရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ရောက်ခြင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။